ျမကိုတက်ပေးပါကျမကိုတက်ပေးကြပါရှင်မောင်ရင်ဝိုးတော်ညအချိန်ရောက်လာရင်မြားလေးလမ်းဖက်မှာအမျိုးသမီးငယ်တယောက်သွေးတန့်ရဲရဲနဲ့လမ်းပေါ်ထွက်ထွက်လာရင်ဖြတ်သွားတဲ့ကားတွေကိုတားပြီးတော့ပြောတတ်တာပါဒါကိုသိနေတဲ့လူတွေဟာလီဝါကုန်နေပြီးတော့မောင်းပြေးကြပေမဲ့အကြောင်းမသိတဲ့သူတွေကတော့ကားတွေဆိုင်ကယ်တွေကိုရပ်ပြေးတတ်ကြပါတယ်ရက်လိုက်ပြီးဆိုရင်တော့အဲ့ဒီအမျိုးသမီးငယ်ဟာလက်ကိုဆွဲခံပြီးတော့ကျမကိုတက်ပေးပါတက်ပေးပါရှင်ဒီလိုပြောလိုက်တာနဲ့ လက်အကင်ခံရသူဟာလက်မှာသွေးစုသွားသလိုအညိုရောင်လေးတွေကြံ့ရည်မြဖြစ်ပါတယ်။အချိန်နဲ့မိနစ်လောက်တွင်မှာပဲအဲ့ဒီအမျိုးသမီးငယ်ဟာပျောက်ပျောက်သွားတတ်တယ်။လိုက်ရှာပေမဲ့လုံးဝရှာလို့မတွေ့တော့ဘူး။သူကင်သွားတဲ့လက်ဟာအညိုမမဲအရာကြီးကတော့မပြောင်းဝချင်းညာညာဆိုအိမ်မဆိုးကြီးမှတ်တယ်။အမှန်တကယ်တော့ဒီအမျိုးသမီးငယ်လေးဟာခိုးကြရမယ်ခိုးကိုရမယ်အချိန်နေဆိုကြီးနဲ့ကြုံတွေ့ကြရတာကိုသိစေခြင်းငယ်လို့အိမ်မက်ကနေတဆင်ဆက်သွယ်တယ်ဆိုပြီး တချို့ကြုံခဲ့ရသူတွေဟာပြပြကြပါတယ်။တချို့ကလည်းတရေချောက်တယ်လို့ဆိုကြတယ်။ဘလို့ပဲဖြစ်ဖြစ်မြန်လီလက်ပန်တွေဟိုဒစားဒီစားပေါက်နေပြီးလမ်းလေးဘေးကခြုံထူထူတွေရွာနေတဲ့ပင်နေဆက်လမ်းလေးကိုလေးလာကြည့်ဖို့အတွက်ကျွန်တော်တို့တန်ငယ်ချင်း၃ယောက်သဘောတူလိုက်ပါတယ်။ကျွန်တော်တို့အစီအစဉ်ကတော့မြန်လီလန်းလေးကိုတယောက်တည်းသွားဖို့ပါ။ကျွန်တော်ကဆိုင်ကနဲ့ကျွန်တော်တန်ငယ်ချင်းဝေလင်းကတော့ရွှေငါးလေးနဲ့ပါ။နောက်ပြီးတော့တန်ငယ်ချင်းတယောက်ဖြစ်တဲ့ လိုင်းဘွားကလည်းစိုင်းကနေကျွန်တော်တို့ကည၈နာရီခွဲမှာလိုင်းဘွားကစိုင်းကနေအရင်ဦးဆုံးမောင်းပြီးတော့မြန်လီလန်းကျော်ကခက်တာလမ်းပေါ်မှာရှိတဲ့ဒီရီတိုးတစ်ဖက်ဆိုင်မှာစောင့်နေတယ်။သူတွေးခဲ့တယ်။မတွေးဘူးဆိုတာကိုကျွန်တော်တို့ကိုဖုံးဆက်ပြောရမယ်။တွေးတွေးမတွေးတွေးကျွန်တော်တို့ဂျန်နေတယောက်ကမြန်လီလန်းကိုတယောက်တည်းလဲမောင်းရမယ်။လိုင်းဘွားပြင်းတော့ဝေလင်းလှဲ့ဖြစ်ပြီးကျွန်တော်ကနောက်ဆုံးမှမောင်းရမှာကျွန်တော်တို့အစီအစဉ်ထဲမှာ မယ်ရီလန်းကိုမောင်းနေတဲ့တခြားလုံးဖုန်းနဲ့ဗီဒီယိုရိုက်ထားဖို့လဲပါတယ်ဒီတော့အစီအစဉ်ကိုစပြီးတော့လုပ်ကြတယ်လိုင်မွားကပထမအဆုံးဆိုင်ကနေမောင်းသွားတယ်မယ်ရီလန်းကအသေးချာတွက်ကျင်တော့လမ်းကျော်နေနေရှိတယ်လူသွားလူလာလဲပြက်ပြီးတော့နဘေးမှာဖုန်းကြောင်တစ်ကြောင်ရဲ့ဘုတ်တိုင်းအရှိကြီးတစ်ခုကလွဲလို့ကျန်တာကခြုံတော်တွေကြီးပဲဖုန်းကြောင်ရဲ့အုတ်တိုင်းကလည်းကျောင်းနဲ့ဝေးတဲ့အစုံပတ်အပိုင်းမှာဖြစ်ပါတယ်လမ်းမီးလည်းမရှိမျိုးစံပတ်ခေါင်းတဲ့နေရာလည်းဖြစ်ပြန်တယ် မြန်လေးလန်းကနေကျွန်တော်တို့စုံဖို့ချိန်ထားတဲ့ခတ်တားလန်းကိုရောက်ဖို့9မိနစ်ကျော်ကျော်လောက်မောင်းရမယ်။ဒါတော့မှအမြန်နှုံးနဲ့မောင်းမှရောက်မှာ။ပုံမှန်ဆိုရင်တော့10မိနစ်ကျော်လောက်ကိုမောင်းရမယ်လို့ထင်နေ။ဒီချိန်မှာလှိုင်းပွားစီကဖုန်းဝင်လာတော့အချိန်နဲ့ကောင်းတယ်။သူမတွေးခဲ့ဘူးလို့ဆိုရဲ။ဝေကြီးကလည်းဖုန်းရတာနဲ့စထွက်ပြီးကျွန်တော်တယောက်တည်းမြန်လေးလန်းထိတ်မှကြံခဲ့တယ်။ဆိုင်ငယ်ပေါ်မှာထိုင်ပြီးတော့ဖုန်းဆောင်နေတာ။ကျွန်တော်ဆောင်နေတော့3မိနစ်လောက်ကြာတော့ ဝယ်လင်းစီကနေဖုံးဝင်လာတယ်။ကားတားတဲ့အမျိုးသမီးကိုတွေ့တဲ့ဒါပေမဲ့မျက်နှာမှာသွေးတွေစီးကျနေပြီးရုပ်ပြက်စင်ပြက်ကြောက်စရာပုံနဲ့ကားလန့်တားလာတော့သူလည်းကြောက်ပြီးတော့ကားကိုမရက်ပြီးပဲနဲ့အမြန်ဆုံးမောင်းလာတယ်လို့ပြောတယ်။လိုင်းဝါရှိတဲ့ဒီရီတိုးဆိုင်ကိုရောက်ပြီးတဲ့ဖုံးတဲ့ကင်မရာနဲ့ရိုက်ခဲ့ပေမဲ့အပိတ်ဆိုင်ရောက်လို့ပြန်ကြည့်တဲ့အခါမှာကင်မရာထဲမှာဘာမှမပေါ်ဘူး။သူပြောတာတွေနားထောင်ရတဲ့အခါကျွန်တော်တို့လည်းလန့်လာတယ်။ဝေလင်းကကားမောင်းရင်တွေ့တာတော့မှ တော်တော်လေးကိုတုံလှုပ်နေတာဝေလင်းဆိုတာကကျွန်တော်တို့ဘော်ဒါရီထဲမှာအကြောက်လန့်တိတ်မရှိတယ်လို့သူတော်မှစကားတွေထိပ်ပြီးတော့ပြောနေပုံထားရင်တော့တကယ်ကိုထိတ်လန့်စရာကောင်းမယ်ဆိုတာသိချတယ်လို့တွေးမိတယ်ကျွန်တော်လည်းမျက်လေးလန့်ကိုမမောင်းမင်းနဲ့တခြားလန့်ကမောင်းပြီးဒီရီတိုးကိုသွားရင်ကောင်းမလားစဉ်းစားတယ်ဒါပေမဲ့လည်းဖုန်းကင်မရာဖွင့်ရမယ်ဆိုတဲ့အချက်နဲ့ကျွန်တော်မမောင်းခဲ့တာသိသွားရင်အပြောခံရမှာသိချတယ်ဒါကြောင့်ကျွန်တော်လည်းမထူးပါဘူးဆိုပြီးတော့မျက်လေးလန့်ပေါ်မောင်းလာခဲ့တယ် လက်တစ်ဖက်ကကင်မရာဖွင့်ပြီးလမ်းဘော်ကိုချိန်ထားတယ်။ဆိုင်ကယ်ကိုလက်တစ်ဖက်ထဲနဲ့ထိမ်းပြီးတော့မောင်းလာခဲ့တာ။၅မိနစ်ကျော်လောက်မောင်းပြီးတဲ့အချိန်မှာကြောရိုးထဲမှာစိတ်လာတယ်လို့ခံစားရတယ်။လမ်းလေးဘေးကခြုံနေတဲ့ကအတန်တွေကြားရတယ်လို့ကြားရတယ်။သေချာနားဆွင့်ကြည့်ရင်တော့မဟုတ်ပြန်ဘူး။တစ်ဖက်မှာတော့ဖုံးင်းကြောင်အုတ်တိုင်းဘော်ကထိုးထွက်နေတဲ့တိတ်ခိုင်းတွေကလှုပ်ရမ်းတယ်လို့နဲ့ကျွန်တော်ပဲအမြင်မှားသလား။ဒီချိန်မှာပဲကျွန်တော်ဆိုင်ကယ်ရှိဝါးတစ်ပြန်ကျော်လောက်မှာခြုံတော်တဲ့ကနေ main gate ရောက်ပြေးထွက်လာတာကိုတွေ့ရတယ်။ အနည်းကမမြင်ရသေးပေမဲ့ခေါင်းနှပန်းတွေကျွန်တော်စပင်းနဲ့ထောင်သွားတယ်လို့ခံစားရတယ်။ရင်ထဲကနေလည်းကတုံကရင်ဖြစ်ပြီးတော့ဆိုင်ကယ်ကိုမရက်ဖို့ကျွန်တော်ဆုံးဖြတ်တယ်။သူ့ကိုမမြင်ချင်အောင်ဆောင်ပြီးတော့ခက်တီတီနဲ့ပဲစက်မောင်းလာပေမဲ့ဒီမိန်ကလေးကဘလို့အစွမ်းနေများရှိလဲမပြောရဘူး။သူ့ရှိကိုရောက်တာနဲ့ဆိုင်ကယ်ကဆက်တည်ပြီးတော့ထိုးရက်သွားတယ်။ဒါကြောင့်ဇောကျွေးတွေပြန်နေဆိုတာနှစ်ဖူးတွေတူးတွေပဲ။ဗီဒီယိုကင်မရာနဲ့လည်းမရိုက်နိုင်တော့ဘူး။ဆိုင်ကယ်ဆက်နှိုးဖို့ပဲခေါင်းနဲ့ရောက်လာတယ် သူကကျွန်တော်နားကိုတလှမ်းချင်းလျှောက်လာတယ်။အနီးရောက်လာလေသူ့မျက်နှာကြီးကိုထင်ထင်ရှားရှားတွေ့ရတယ်ပဲ။ဘယ်ဘက်မျက်လုံးနဲ့နှာတန်းချမှာဟတ်တကြီးကွဲပြီးတော့တွေးတည်စီးချနေတာ။အပေါ်နှကန်လေရောင်ကိုင်းနေပြီးတော့ပားပြင်းတဲ့ဖက်လုံးမှလည်းအညုံမဲတွေနဲ့သူ့မျက်လုံးကတော့ကြောက်စရာအကောင်းဆုံးဖြစ်ပါတယ်။တငယ်အင်ဟာတာမန်ရှိရမယ့်ရွယ်စားထက်ပိုပြီးတော့မဲနဲ့နေရတွေ့ရတယ်။သူပြောတာကျွန်တော်ကြားနေရတယ်။"ကျမကိုတတ်ပြီပါ"ဆိုတာကိုဇက်တိုက်ပြောနေတာ။ကျွန်တော်လည်းခြေပြားလိုက်ပြားတွေ့ အေးဆက်ပြီးတော့တုံးနေပြီကျွန်တော်နဘေးကိုရုတ်တရက်ရောက်လာပြီးတော့ကျွန်တော်ညာလက်ကိုဆုပ်ကိုင်းနေရေကတုံးကိုအေးဆက်နေတဲ့အတီတွင်းနဲ့ကျွန်တော်ခေါင်းပေါ်ကစပင်းနဲ့ထောင်ပြီးတော့ကြက်သိမ်းနဲ့ထားလာတယ်ဒီချိန်မှာကျွန်တော်မရှက်တန်ဝန်ခံရရင်တော့အဲ့ဒီချိန်မှာငဲတန်ပေါင်းအော်ခဲမိတယ်ဆိုတော့ကိုဝန်ခံပါတယ်မျက်လုံးနှလုံးကိုစုံမိပြီးတော့အတကုံအော်ပြစ်တာလက်ထဲကဖုံးလာတဲ့အခါမှာမျက်လုံးဖွင့်ကြည့်တော့အဲ့ဒီမိန်ကလေးမရှိတော့ဘူးဖုံးဆက်လာတာကျွန်တော်တငယ်ချင်းတွေ ကျွန်တော်မြန်လေးလန်းကိုမောင်းလာတာ9မိနစ်ကျော်ကြာသွားလို့စိတ်ပူပြီးတော့ဆက်လာတယ်ဒီတော့ကျွန်တော်လဲဆိုင်ကယ်ဆန်နှုတ်လို့မရတော့ဘူးလို့ပြန်ဖြစ်ပြီးတော့ဆိုင်ကယ်ပြန်ပြီးတော့ဆန်နှုတ်ကြည့်တော့ဆက်ကပြန်နှုတ်သွားတယ်ဒါကြောင့်အဲ့ဒီနေရာကနေကြောက်ကြောက်လန်းလန်းနဲ့ပဲမောင်းထွက်လာတယ်ဒီရေရိုးဆိုင်ကိုဘယ်လိုရောက်မှန်းတော့မသိတော့ဘူးဆိုင်ထဲကိုရောက်ပြီးတဲ့အထိလူကတုံနေတော့မယ်ဝေလင်းကပုံမှန်တစ်ခွက်ကိုကမ်းပေးပြီးတော့မိကုန်းတွေကိုတရက်ဆက်မိတယ်ကျွန်တော်ကလုံးဝပြန်ဖြေလို့မရသေးဘူးညာဘက်လက်ပေါ်မှာ က်ချောင်းရထင်းကျန်နေတဲ့အညိုခွက်လေးကိုကြည့်ပြီးတော့တကောလုံးအေးဆက်နေတာဝေလေးနဲ့လှိုင်ဘွားကကျွန်တော်လက်ကိုဆွဲယူပြီးကြည့်တယ်လက်ပုံလေးရိုက်ကြတယ်မင်းတင်ညာတော့အိမ်မက်မတ်တော့မှာတဲ့ကျွန်တော်အိမ်မက်မရမှာကိုကြောက်တယ်အိမ်မက်ထဲမှာလည်းမစုံရင်တော့ဘူးသူတို့ဖုန်းထဲကဗီဒီယိုကိုဖွင့်ကြည့်တော့ဗီဒီယိုထဲမှာမြန်လေးလန်းကလွဲလို့အဲ့ဒီမိန်ကလေးပုံလုံးဝပါမလာဘူးကျွန်တော်အော်တန်တော်ပါသေးတယ်ကျွန်တော်အော်တဲ့အတန်ကိုသူတို့ကကြည့်ကြတယ်ကျွန်တော်လည်းရှက်မိပေမဲ့အော်တဲ့အချိန်တုန်းက တကယ်ကိုတွေးပြနေကြတာဝင်းလင်းကလည်းသူမြင်ခဲ့ရတော့သူလည်းလန့်နေတဲ့ပုံရတယ်ဒါပေမဲ့သူကလက်ကိုအကင်မခံခဲ့ရဘူးကျွန်တော်တို့၃ယောက်အိမ်ကိုပြန်လာခဲ့ကြတယ်ဝင်းလင်းကတော့ကားနဲ့သူ့အိမ်ကိုသူတန်းပြီးပြန်သွားတာကျွန်တော်ကတော့လှိုင်ဘွားကအိမ်အထိနဘေးကနေလိုက်မောင်းပြီးတော့ပို့ပေးခဲ့တယ်အိမ်ရောက်ပြီးတော့ဖျားစင်ရှိကိုအရင်ဦးဆုံးဥချတယ်အမေကတ်လုထားတဲ့ဖျားတော်တော်ကြီးကိုဆုံပြီးတော့ရေကွက်ထဲကိုလှဲတဝက်ကိုခေါင်းနဲ့မျက်နှာတွေ လက်ကအညူရာတွေကိုလောင်းပတ်တယ်။တဝက်ကိုတောက်ပြီးတော့အဲ့ရဝင်နေ။အဲ့ရတဲ့ရောက်ပြီမဲ့စိတ်ကလုံးဝမနှွေးဘူး။ကြောချနေတော့မဲ့အခန်းမီးကိုလည်းဖွင့်ထားတယ်။အခန်းတကားကိုလည်းကြည့်နေမိတာ။တကားများသူ့အလိုလိုပွင့်လာမလားလို့တွေးပြီးတော့စက်သိမ်းလက်ထလာတယ်။ကြောက်စိတ်ရောက်ထင်ပါတယ်ဗျာ။ကျွန်တော် လုံးဝအဲ့လိုမပြောဘူး။နားရီကိုကြည့်လိုက်တော့မနက်တစ်နာရီကျော်ပြီ။အဲ့လိုလုံးဝမရဘူး။ဒါပေမဲ့ဘဲချင်းအိပ်ပျော်သွားလေမမှတ်မိဘူး။အဲ့ဒီမိန်းကလေးဟာ တကယ်ပဲကျွန်တော်ရဲ့အိမ်မက်ထဲကိုလာခဲ့ပါတယ်။ငါးယောက်ကြာပမာလေး။ရွှေတွေနင်းနေအောင်ဝတ်ထားတဲ့အသားညွန်ညိုဝါဝါဖမ်းပိုက်နဲ့လေဘင်းကအစေးတေချားထဲမှာသွေးတွေစီးချနေတာမင်းကလေးကမေးတယ်။မျက်လေးလန်းကမင်းကလေးကမျက်ရည်တွေစီးချနေနဲ့ခေါင်းကိုတွန်းနေခါရနေ။ကျမမသိပါဘူးအမ။ကျမစီမလာပါဘူး။ငါ့ကိုလိမ်မပြောနဲ့။နင်းတို့ခိုးပြီးတော့ယူနေကြတာငါမသိဘူးထင်နေလား။ ီလိုမဟုတ်ပါဘူးအမကိုကိုကကွာရှင်းထားပြီလို့ပြောလို့ညီမကလက်ခံခဲ့တာပါကွာရှင်းထားပြီပြီပြောရင်ကွာရှင်းစာချုပ်တောင်းမကြည့်တတ်ဘူးလားနင်းဒီလောက်တော့မှညံနေလိမ့်မယ်လို့မထင်ဘူးမရငက်ပြီပြီငိုရမာရတိတ်ပြီးတော့များပြမနေနဲ့မင်းကလေးကငိုရတယ်တောင်းပါတယ်ညီမစာချုပ်ကိုလည်းတွေ့ပြီးပါပြီအမတော့ကွာရှင်းထားပြီးသားလေစာချုပ်လာပြတယ်ပေါ့ဟုတ်လားဒီမှာနင်းသိထားဖို့က ငါနဲ့ကိုစိုးဝင်းနဲ့ကအခုချိန်ထိမကွာရှင်းရဘူးတို့ငါကိုကွာဖို့လဲတခါမှမပြောဘူးမင်းကိုပြတယ်ဆိုတာလဲနင်းလိန်တာမဟုတ်လားဒီစကားကြတော့မြက်လီလန်းကမိန်းကလေးကအံ့ဩပြီးတော့ပါဇက်အဟောင်းသားနဲ့ကြည့်နေတယ်မယားကြီးလို့ဆိုတဲ့မိမဟာသူခေါ်လာတဲ့လူတယောက်ကိုလက်ဟန်နဲ့ပြလိုက်တော့တယောက်ကမိန်းကလေးကိုချုပ်ထားပြီးနောက်တယောက်ကမိန်းကလေးရဲ့ပါကိုလက်သိမ်းနဲ့ထိုးတယ်နန်းနာဟာချက်ချင်းရောင်ပြီးတော့ထလာတယ်မိန်းကလေးကအော်ပြီးတော့ ပဝင်းကျင်ကအကူကြီးတောင်းဝင်မဲ့သူရောက်တဲ့နေရာကမြက်လေးလမ်းဘေးကခြုံတော်ကြီးထဲမှာလူသူလုံးဝမရှိတဲ့နေရာဘလောက်ပဲအော်ကြားရတဲ့သူမရှိဘူးကိုကြီးမဲ့သူတွေမရှိဘူးလက်သေးနဲ့ထိုးနေတဲ့သူဟာမင်းကလေးရဲ့ဘာကိုဘဲပြန်ညာပြန်ဆင့်ပြီးရိုက်ပြန်တယ်မင်းကလေးကအော်ပြီးတော့ပါပြီမော်ကိုမျက်ရည်တွေစီးကြလာတယ်ကျမတကယ်မသိလို့ပါအမရေမကွာရှင်းသေးရမှန်းသိတယ်ဆိုရင် ကျမလက်မခံပါဘူးကွာရှင်းစာချုပ်ကိုပြလို့ကျမလက်ခံမိတာပါ စာချုပ်ကိုလည်းကျမကိုပေးထားပါရယ်အိမ်ထဲမှာရှိပါရယ်ယူပြဆိုယူပြပါမယ်ကျော်တင်သူ့အိမ်မှာစာချုပ်ကိုတွားရှာလာခဲ့မိန်းကလေးကိုရိုက်နှက်နေတဲ့သူဟာစက်မရိုက်တော့ဘဲနဲ့နေရာကနေထွက်သွားတယ်ကျွန်တော်အထင်တော့စာချုပ်တွားယူတာလို့ထင်တယ်ချုပ်ထားတဲ့လူစီကိုမယားကြီးကကြိုးဝယ်ပစ်ပေးတယ်အဲ့ဒီမိန်းကလေးကကြောင်ပြီးတော့ကြည့်နေတဲ့အချိန်ဟိုလူကကြိုးနဲ့တင်အောင်မိန်းကလေးကိုချီပြီးတော့မိဘကိုတုံးချပစ်တယ် ကျိုးထက်ထက်နဲ့မင်းကလေးဟာမောက်ရဲ့လဲကျသွားပြီးတော့ပြန်ထလို့မရတော့ဘူးဒီချိန်မှမယားကြီးဆိုတဲ့မိမကအဲ့ဒီလူကိုတူတူတူနဲ့ပြောတယ်သူတို့ကိုကြည့်ရတာတစ်ခုခုကိုစောင့်နေတယ်လို့ပဲမကြခင်မှာအဲ့ဒီနေရာကိုလူတယောက်ပြာကြီးပြာနဲ့ပြေးလာတယ်သူ့ကိုကြည့်ရတာတော်တော်လေးကိုထိတ်လန့်နေပုံနဲ့ရတယ်မင်းရဲ့မယားငယ်ကိုထူပေးလိုက်ဦးအဲ့ဒီလူကကိုစိုးဝင်းဖြစ်မယ်လို့ကျွန်တော်တွေးမိတယ်မင်းကလေးကငိုရိုပြီးတော့ပြောတာကကိုကို စုလေးကိုခဲ့ပေါင်းကိုကိုဒါပေမဲ့ကိုစိုးဝင်းကတူတူကြီးရက်ကြည့်နေတယ်သူ့ရဲ့မိမကိုလွန်ဆန်နိုင်တဲ့ပုံလည်းမရဘူးမယားကြီးကိုမလွန်ဆန်နိုင်ပေမဲ့စုလေးဆိုတဲ့မိန်းကလေးအတွက်ဝမ်းနဲ့နေဖို့တော့ရတယ်ဝမ်းနဲ့နေုံစိတ်မကောင်းဖြစ်နေုံကမိန်းကလေးကိုကယ်တင်နိုင်မှာမဟုတ်တာခဏကြာတော့စာချုပ်သွားရှာလိုက်လို့ပြန်ရောက်လာပြီးတော့စာချုပ်ကိုပြတယ်မယားကြီးကစာချုပ်ကိုကြည့်ပြီးတော့ဒီစာချုပ်ကငါကလက်မှတ်ထိုးခဲ့တယ်ပေါ့ဟုတ်လားပြောဟမ်ပြောစမ်းစိုးဝင် ျမကရှင်းနေကွာရှင်းခဲ့ပါတယ်ဆိုပြီးတော့ဒီမှာလက်မှတ်ထိုးခဲ့သလားဒီချိန်မှာကိုစိုးဝင်းဆိုတဲ့လူဟာတုံ့နှုတ်ပြီးပြန်ပြေးတယ်ငါငါလိန်ငံမိပါတယ်ဟာစာချုပ်အတုလုံးမိတယ်တောင်းမှန်ပါတယ်မိမယာတောင်းပန်ရုံနဲ့ပြီးသွားမှလားအဲ့ဒီလိုလားငါငါမင်းကိုဘယ်တော့မှမကွာဘူးဆိုတာလေမင်းသိပါတယ်ကွာမိမဒီကောင်မလေးကိုငါကတကယ်ယူမလို့များမင်းထင်လားရှင်းကိုကျမခွင့်လွှတ်ခဲ့တာများပြီကိုစိုးဝင်းကျမကိုမိမချမ်းဇက်သွင်းရင်လည်း ခံမှုတင်မယ်။ဘယ်မင်းမမဆိုဒီလိုကိစ္စမျိုးမှာဘသူမှခွင့်လွှတ်ချင်ကြမှာမဟုတ်ဘူး။ကိုယောက်ျားကတခြားမိန်းမနဲ့ပျော်ပါနေတာရင်ထဲကိုဓာတ်နဲ့မှုန်းတယ်လို့ပဲ။ငါတောင်းမှန်ပါတယ်မိန်းမရ။တောင်းမှန်ပါတယ်ကွာ။သူ့ကိုလည်းပြန်ပြီးတော့လှုပ်ပေးလိုက်ပါ။ငါမင်းမကြိုက်တာဘာမှမလုပ်တော့ဘူးလို့ခရီးပေးပါတယ်ကွာ။ဒီချိန်မှာမယားကြီးမျက်နှာတီးသွားတယ်။ကျမမှခွင့်လွှတ်ပေးဖို့အတွက်စိတ်ကူးမရှိဘူး။ဒီလိုပြောပြီးမှကိုစိုးဝင်းကိုပါသူခေါ်လာတဲ့လူနှောက်ဟာ ကျုံနေချစ်တယ်။ကိုစိုးဝင်းကကြောက်လန့်နေကြအောင်အော်ပေမဲ့မယားကြီးကခရူးဆိုင်တဲ့ဟန်မပြဘူး။မင်းကိုသူကလိန်လန့်ပြီးတော့ပေါင်းတင်တယ်။နေမမသိတဲ့အတွက်အဖြစ်တော်မရှိဘူး။ဒါပေမဲ့တေချာမစုံစမ်းတဲ့အဖြစ်အတွက်ငါပေးမယ်။မယားကြီးကလူနေရကိုလမ်းဟန်ပြတဲ့အခါမင်းကလေးကိုအဲ့ဒီလူတွေကဝိုင်းပြီးတော့ရိုက်ကြတယ်။သေအောင်တော့မတတ်ဘူး။မသိမရှင်းပြအောင်ထားမယ်။မယားကြီးပုံစံဟာသူ့အေးလုံးနဲ့သူ့ကိုကြည့်ရတာ ော်တော်လေးကိုနာကျင်းနေတဲ့ပုံနဲ့ပေါက်တယ်။သူ့ရဲ့ခန္ဓာကိုဝါဖန်ဖန်ကစိတ်သွားတိုင်းကိုမပါတလို့ကြာကြာလေးရက်ပြီးတော့ကြည့်နိုင်တဲ့ပုံမရဘူး။ပြီးတော့မျိုးပေါ်ကိုဘုံကနေထိုင်ချဖြစ်ပြီးတော့မင်းကလေးကို ရိုက်နှက်နေတာကိုစိန်ပြင်းနေပြီးထိုင်ကြည့်တယ်။ဟိုလူနှစ်ယောက်ကလည်းမင်းကလေးရဲ့ဘိုက်ကိုခြေထောက်တွေကိုရောတပုံးပုံးနဲ့ကန်ကြောက်တယ်။မင်းကလေးကအတန်အောင်ထွက်မလာတော့ဘူး။ကြိုးတုပ်ခံထားရတဲ့ကိုစိုးဝင်းကတော့ကြောက်ကြောက်လန့်လန့်နဲ့ပဲသူ့မိမမယားကြီးကိုအော်အော်ပြီးတော့တောင်းပန်တယ်။ မယားကြီးကတစ်ချက်ကလေးမှခရူးဆိုင်တဲ့ပုံမပေါ်ဘူး။အရိုင်းနဲ့ခါတဲ့မင်းကလေးကတော့မျက်မျော်လေးပဲကြံနေပြီ။ဒီခါမှမယားကြီးကထရက်တယ်။သူ့ကိုဒီအတိုင်းပြစ်ထားခဲ့။အသက်ရှင်တာမရှင်တာနင့်ကံပဲ။နင်းတို့နှစ်ယောက်ဒီကောင်ကိုခေါ်လာခဲ့။ငွေဖြူချောင်းထဲကိုခေါ်ခဲ့။ရေထဲနှစ်တမဲ။ဒီလိုဆိုပြီးတော့အဲ့ဒီနေရာကနေထွက်သွားပါတယ်။ကိုစိုးဝင်းကရုံးကံပြီးအတင်းអော်တဲ့ခါမှာသူ့ပါဇက်ကိုအဝတ်နဲ့စီးပြစ်ပြီးခေါ်သွားတယ်။သူတို့နောက်ကိုပြေးလိုက်ကြည့်ပေမဲ့ကျွန်တော်ဆက်သွားလို့မရတော့ဘူး။ မင်းမျောလေးပဲကြံနေရမင်းကလေးကျွန်တော်ကိုကြည့်ပြီးပြောတယ်။ကျမကိုတတ်ပြပါရှင်။ကျမကိုတတ်ပြပါ။ကျွန်တော်သူ့ကိုထူဖို့အနားကိုကတ်သွားတယ်။ဒီကိုယ်လုံးကျိုးရည်နဲ့ချီထားတာဖြေဖို့တော့မလွယ်ဘူး။သူ့ဘယ်လိုလုပ်ပြီးတော့လွတ်နိုင်မလဲ။ကျွန်တော်ကြိုးစားပြီးဖြေပေးတဲ့အခါအဲ့ဒီမင်းကလေးကကျွန်တော်မျက်နှာနာကို တိုးလာတယ်။သူ့ကိုတခြားကြည့်မိတဲ့အခါမှာ သူ့ရဲ့တငယ်မျက်လုံးနဲ့ကသွေးမရှိတဲ့မျက်နှာပြင်တော့ပဲပြောပြလို့မရအောင်ကြောက်စရာကောင်းတဲ့ခန်းစားချက်ဟာတခါတည်းဖြစ်ပေါ်လာတယ် ပြီးတော့သူပြောတာကငါ့ကိုတက်ပေးပါတော့အေးဆက်တဲ့အတန်နဲ့နဲ့ကြီးဟာရင်တစ်ခုလုံးပြောင်းဆန်သွားပြီးကျွန်တော်အော်ဟစ်လိုက်မိတယ်အခန်းတကာဖွင့်တန်ကြလို့မျက်လုံးဖွင့်ကြည့်တော့ကျွန်တော်အမေကစိုးရိမ်နေကြီးနဲ့ပြေးဝင်လာတာတွေ့ရတယ်အမေကဘာဖြစ်တာလဲပြီးတော့ကျွန်တော်လည်းမကွယ်ဟွက်ပဲနဲ့ပြောပြတယ်ကျွန်တော်ကအမေက မတရားဆိုတယ်ပြီးတော့အမေကအဲ့ဒီအကြောင်းကိုဆက်ပြီးတော့ပြောပြတယ်တကယ်တော့မြန်လီလန်းကလူတက်မှုဟာ1990လောက်ကဖြစ်ပွားခဲ့တာ ကိုစုံဝင်းရဲ့မယားကြီးဖြစ်သူနာမည်ကမယူမုံနဲ့ဖောက်ပြန်တဲ့ခင်မုံကိုတကိုယ်လုံးကျွတ်တုတ်ပြီးတော့အသက်ရှင်ရင်းနဲ့ရေချောင်းထဲကိုနှက်တက်ခဲ့တယ်။နောက်ဆုံးတော့မယူမုံနဲ့ကြံရပါနှစ်ယောက်လည်းအဖမ်းခံသွားခဲ့ရတယ်။သူတို့တရင်းတွေကနောက်ဆက်တွဲဘသူမှသိချမသိဘူး။တချို့ကလည်းထောင်ကလွတ်လာပြီးတော့တီလာရှင်ဝတ်သွားပြီလို့ဆိုကြတယ်။တချို့ကလည်းထောင်ထဲမှာပဲစုံသွားပြီလို့ပြောကြတယ်။သိချတာကတော့မြက်လေးလန်းကမင်းကလေးဟာလမ်းသွားလမ်းလာတွေကိုတားပြီးတော့တေးချောင်းတွေကို အိမ်မက်ပေးနေအောင်မှာပဲဖြစ်တယ်။ကျွန်တော်လက်ပေါ်ကလက်ချောင်းရာကွက်ကြည့်အောင်အိမ်မက်ဆိုးတွေမှတ်ပြီးတာနဲ့အဖေဖေးနဲ့ပျောက်ကွယ်သွားတယ်။တစ်နှစ်လောက်ကြာပြီးတဲ့အချိန်မှာတော့ဒီချောင်းတွေကိုမင်းပြောက်ဖြစ်သွားခဲ့ပေမဲ့ကျွန်တော်တို့မြို့မှာတော့မြန်လေးလန်းကမိန်ကလေးဆိုပြီးတော့ပြောပြောနေကြတဲ့လူတွေရှိတယ်လို့တွေ့နေကြတဲ့လူတွေလည်းရှိပါတယ်။ကျွန်တော်ကတော့မြန်လေးလန်းကမိန်ကလေးအမြန်ဆုံးကျွလို့တော့ပါစီလို့ဆုတောင်းမိတယ်။ဆုတောင်းပေးုံကလွဲလို့ကျွန်တော်လည်းဘာမှ cái này mà một hô bầu